ကုံပါကာရဇတ်တဲ့ဟုတ်လားတခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကဩရင်းတယ်တယောက်ဖြစ်တဲ့ဩလုတ်ပြီးတော့အတမွေးဝမ်းကြောင်းမှုပြုရတယ်အဲ့ဒါဘုရားလောင်းကတရားတရားရှိတယ်အင်မတန်ဉာဏ်ပညာနဲ့ကြီးတယ်အဲ့ဒါဘုရားလောင်းနေတဲ့မြို့ကိုနန္ဒမူလှိုင်ကိုကနေပြည့်စေကဗုဒ္ဓအရှင်မြတ်၄ပါးကြွကြွလာပြီးတော့ဆုံးခံလာတယ်အဲ့ဒါဘုရားလောင်းကအမြဲတမ်းဆွမ်းလောင်းတယ် အဲ့ဒါတနေ့တော့အဲ့ဒီပြည့်စုံကဗုဒ္ဓအရှင်မြတ်၄ပါးကိုအိမ်ပင်ပြီးတော့ဆုံးကပ်ဆုံးဖုံးပေးပြီးပြီဆိုတော့ဘုရားလောင်းကပါလေးတစ်ယောက်တမီလေးတစ်ယောက်ရှိတယ်ဇနီးမယားတစ်ယောက်လည်းရှိတယ်အဲ့ဒါရှိကနေထိုင်ပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်တွေကိုကြည့်ပြီးတော့ဩအရှင်ဘုရားတို့ဘောရမြတ်အရာတော်လိုက်တာအားကြတာပေါ့နော်အဲ့ဒါနဲ့တလက်စားတယ်ဘုရားလောင်းကမေးတာအရှင်မြတ်တို့တဲ့ဘယ်လိုဘဝကနေပြီးတော့ ဒီလိုပြည့်စေကဗုဒ္ဓအရှင်မြတ်ဖြစ်အောင်အရှင်ဘုရားတို့ကြိုးစားခဲ့တာတော့အရှင်ဘုရားတို့ရဲ့ဘဝအကြောင်းလေးကိုနည်းနည်းတော့ဒီလိုပြောပြပါအဲ့ဒီလိုပြည့်စေကဗုဒ္ဓအရှင်မြတ်၄ပါးကတပါးစီတပါးစီ ပြောပြရတယ်ပထမတပါးကဘာပြောလဲဆိုတော့တခါကြီးတဲ့ငါပြည့်စေကဗုဒ္ဓမဖြစ်ခင်တုန်းကငါတိုင်းပြည်တပြည်ကိုအစိုးရတဲ့ဘုရင်တပါးပဲတဲ့ဘာဖြစ်လို့ငါပြည့်စေကဗုဒ္ဓအရှင်မြတ်ဖြစ်လာလဲဆိုလို့ရှိရင်တဲ့ဘိဒ္ဓရဲ့ဇတ်တော်ကိုအနှစ်ချုပ်ပြီးတော့အချင်းချုပ်ဖဲပြောမယ်နော် ဘာဖြစ်လို့ငါပြည့်စေကဗုဒ္ဓဖြစ်လာလဲဆိုတော့တနေ့တည်းငါဆင်စည်းပြီးတော့အချမ်းရံဒီအများကြီးနဲ့ဥယျင်ထွက်တာတဲ့ဥယျင်ထွက်တော့ဥယျင်ဘဝမှာဝင်းမဲ့နေအောင်တီးနေတဲ့တရားပင်ကြီးရှိတယ်။အဲ့ဒီတရားပင်ကအနံ့ရတာနဲ့လည်းပြည့်စုံတယ်ငါစားနေကြတရားပင်ပါပဲတဲ့။အဲ့ဒါနဲ့ငါဟာတည်တီးတွေမဲ့ပြီဆိုပြီးတော့ရှင်မော်ကနေမှီတဲ့မဲ့တဲ့တည်တီးတလုံးကိုငါဆွတ်လိုက်တယ်။ဆွတ်ပြီးတော့ငါဥယျင်ဆက်သွားတယ် ငါလဲဆွတ်ပြီးပြီဆိုတော့လက်အောင်ငယ်သားတွေအကုန်လုံးကဘယင်မင်းမြတ်စားပြီးသားအပင်တို့ဆွတ်လို့ရပြီဆိုပြီးတော့အကုန်လုံးဆွတ်ကြတာနောက်ဆုံးနည်းနည်းလေးစိမ့်တဲ့အသီးတွေတောင်အကုန်ကုန်သွားတယ်အဲ့ဒါနဲ့နောက်ကျတဲ့လူတွေကတို့အတွက်မကြံရကောင်းလားဆိုစိတ်တူပြီးတော့အောက်ကဒုံနဲ့ပြစ်ခဲနဲ့ပြစ်ပြီးတော့အကြံပဒလှုပ်လိုက်တာအဲ့ဒီတရက်ပင်ဟာလုံးဝကျိုးပဲ့ပြီးတော့အယုတ်ဆိုးအကြီးတန်သွားတယ်အဲ့ဒါဘုရားလောင်းမသိအဲ့အဲ့ဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လောင်းကမသိဘူး မတိပဲနဲ့ညက်လေအချိန်ကြာတော့ပြန်လာတဲ့အခါကျတော့သတိထားမိတယ်။ဟာသေးပင်ကြီးဘလို့ဖြစ်သွားတော့လုံးဝပြောင်းလဲသွားအဲ့ဒါနဲ့သူဆင်းကိုရက်ပြီးတော့မေးတယ်ဒါဘလို့ဖြစ်တာတော့မင်းနေရာစားပြီးပြီဆိုတော့ကျန်တဲ့လူတွေအကုန်လုံးခူးကြတယ်မရတဲ့လူတွေကအဲ့ဒါလိုအကိုင်းကြိုကြိုပဲ့ပဲ့ဆိုပြီးတော့လှုပ်ကြတာအဲ့ဒါနဲ့သူရက်ပြီးတော့ကြည်တော့တိုက်ဆိုင်စွာပဲအဲ့ဒီလမ်းရဲ့ဟိုဘက်ဆန့်ကျင်ဘက်မှာတရားပင်ကြီးတစ်ပင်ရှိတယ်အဲ့ဒီတရားပင်ကြီးကလုံးဝအသေးမသေးဘူး အံ့တော့အံ့စီရနော်တိမိတိတဲ့တရားပင်လို့ရှိသေးတယ်အဲ့ဒီတရားပင်ကြီးကတော့မြစိမ့်တောင်ကြီးလိုပဲတဲ့မနဲ့တုံးကအတိုင်းပဲတကယ့်ကိုခန်းခန်းနာနာစိမ့်ညို့ပြီးတော့လှလှပပါရှိနေတယ်အဲ့ဒီတရားပင်နှစ်ပင်ကို ရှင်းပြီးတော့ကြည်တာအဲ့ဒီရှင်ဘရင်ကရှင်းကြည့်ပြီးတော့ဩဒီအပင်ဟာအတိတိမီလို့အတိတိဟူသော အကြောင်းအကြောင်းသူဒုက္ခရောက်ရတာအတိမတိမီတဲ့အပင်ကတော့ပုံမှန်အတိုင်းပဲအဲ့ဒီတော့ငါဘဝဟာလည်းပဲ အတီးတီးပြီးတဲ့တရက်ပင်နဲ့ဘာမှမထူးပါလားအန်တရများလိုက်တာအဲ့တော့သူစဉ်းစားနေတာနော်ဘယင်ဆိုတော့အောက်ကမူရိမတ်တွေကလည်းပဲသွားကြစို့လို့မပြောရင်ဘူးအဲ့ဒါဘယင်ကြီးကသူ့သူ့သူ့အတွေးတွေကနက်နေတာအဲ့တော့ငါသည်အတီးမတီးတဲ့တရက်ပင်လို့ဖြစ်အောင်လုပ်မယ်လို့စဉ်းစားရင်းစဉ်းစားရင်းနဲ့အဲ့ဒီလေးနဲ့တဲ့အမြင်ကို အခြေခံပြီးတော့ညံအဆင့်ဆင့်ရှင်းသွားလိုက်တာအဲ့ဒါပြည့်စုံကဘုရားရှင်များဖြစ်တယ်နော် ကာမဝိထုတွေနဲ့ပြည့်စုံခြင်းသည်အတိတိမိတဲ့တရားပင်လို့ဖြစ်တာတဲ့ဟုတ်လားအတိတိဟူသောအကြောင်းကြောင့်တရားပင်သည်အနှိမ့်ဆက်ခံရတယ်တရားဓမ္မတို့ဥစဉ်တို့လည်းပဲဒါလေးကိုနှိုင်းရှင်ပြီးတော့စဉ်းစားတရားပဲဟုတ်လားအဲ့ဒီမှာပြည့်စုံကဗုဒ္ဓအရှင်မြတ်ဖြစ်သွားတော့မင်းမြောက်တရားတွေကဒီတိုင်းကြီးရှိနေတယ်အဲ့ဒါနဲ့ကြာလုံးမကကြားလာတော့မူကြီးမတ်ရတေနာပိတွေကမင်းနေရာသွားကြစို့ဆိုတော့ဟေ့တို့အရှင်မင်းမဟုတ်ဘူး ဟာဒါပြင်ဘာလို့ဆိုတော့တို့ပြည့်စေကဗုဒ္ဓါလို့ပြောတယ်တဲ့ပြောတော့အရှင်မြတ်ဗျာပြည့်စေကဗုဒ္ဓါဆိုတာဒီလိုမဟုတ်ဘူးဆံကိုပေပြီးသားတပိတ်နဲ့သင်္ကန်းနဲ့အဲ့ဒါလိုပြောတော့ဩဟုတ်လားဆိုပြီးတော့သူ့ရဲ့ခေါင်းကိုနောက်ပြန်ပြန်ပြီးတော့တုံတက်လိုက်တယ်အဲ့ဒီမှာမင်းမြောက်တစားတွေအကုန်လုံးပြောင်းပြီးတော့အဝါ60ရာမထီကြီးလို့တပိတ်သင်္ကန်းဆင်းမြန်းပြီးသားဆံပေပြီးသားတခါလေးဖြစ်သွားတာဒါတရားရဲ့ တကူပေါ့ဓမ္မသိတိပေါ့အလိုလိုပြီးတာပေါ့နော်အဲ့ဒါပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးကသူ့အကြောင်းကိုအဲ့လိုပြောတယ်အဲ့လိုပြောတော့နောက်တစ်ပါးလှည့်ရောက်တော့နောက်တစ်ပါးကတခါကြီးတဲ့ငါလည်းပဲဘယင်တပါးဖြစ်ခဲ့တယ်ပဲငါပြည့်စေကဗုဒ္ဓဖြစ်လာကောင်ကတမျိုးပဲတဲ့ဘယ်လိုလဲဆိုတော့တနေ့ငါကရာဇာပလင်ပေါ်မှာထိုင်နေတော့ရေချိုးပြီးကစားငါလိမ့်ဖို့အတွက်ဆိုပြီးတော့မောင်းမငယ်တယောက်ကတဏ္ဍာသွေးတယ်တဲ့ အဲ့ဒါလို့တဏ္ဍာသွေးတော့လက်တစ်ဖက်စီမှာလက်ကောက်တကွင်းစီရှုပ်ပြီးတော့သွေးနေတာအဲ့ဒါကိုငါကလည်းဒီတိုင်းပဲထိုင်ပြီးတော့စောင့်နေတာပေါ့လေအဲ့ဒီမောင်မကဘာစိတ်ကူးပေါက်တယ်မသိဘူးဘယ်ဘက်က လက်ကောက်ကိုညာဘက်ကို ပြောင်းပြီးတော့ဆွတ်လိုက်တယ်လက်ကောက်နှစ်ဖက်လက်ကောက်နှစ်ကွင်းလက်တစ်ဖက်ထဲမှာဖြစ်သွားအဲ့ဒါဆက်ပြီးတော့တဏ္ဍာသွေးတော့လက်ကောက်တန်က အချင်းချင်းထိခိုက်ပြီးတော့တချွင်ချွင်မြည်တယ် ဘာမှတော့ဆန်းတဲ့ကိစ္စမဟုတ်ဘူးနော်အကြောင်းတရားတွေကလည်းအင်မတန်ဆန်းကျင်တာပဲဘယင်ကြီးပြည့်စေကဗုဒ္ဓဖြစ်ဖို့အတွက်ဖန်းလာတဲ့သဘောလို့ဥစဉ်ကတော့စဉ်းစားကြည့်တယ်ဟုတ်လားအဲ့ဒါနဲ့အဲ့လိုသူရင်းနဲ့အတန်တွေထွက်တော့ဘယင်ကြီးကဘာစဉ်းစားလဲဆိုတော့ဩတစ်ဖက်တစ်ကွင်းစီနေတုန်းကဘာအတန်မှမထွက်ဘူးနှစ်ကွင်းပေါင်းမိလိုက်တာနဲ့အတန်ထွက်တော့တာကိုဩငါဘဝဟာလည်းပဲအဲ့ဒီလက်ကောက်နှစ်ကွင်းပေါင်းမိတယ်လို့ ငါတယောက်တည်းမဟုတ်ပါလားအပေါင်းဖော်တွေအများကြီးပါလားနှစ်ကွင်းမှမကဘူးသူ့ဟာကအများကြီးဖြစ်နေတယ်အဲ့တော့အမြင်သာဆုံးမရမယ်ပြောရမယ်ဆိုရမယ်အလိုမကျတာတွေဖြစ်မယ်ကိုကိုသူကကြိုက်တာရှိမယ်မကြိုက်တာရှိမယ်ကိုကမကြိုက်တာအမျိုးမျိုးရှုပ်ထွေးတွေခတ်ကုန်တယ်အဲ့ဒီတော့တကွင်းစီတကွင်းစီတော့နေရတဲ့လက်ကောက်များလို့ငါဒီတယောက်တည်းကျင့်ရရင်ကောင်းမယ်လို့သူအဲ့လိုစဉ်းစားတယ်ပေးတယ်လို့လည်းစဉ်းစားနော်ဒုတိယမြောက်အဖို့ဆိုတာရှိလာတာနဲ့အတန်ဆိုတာထွက်မလာဘူးလားထွက်လာတယ် အဲ့ဒီအတန်တွေကဘလို့အတန်တွေတော့စိတ်တိုင်းမကြတဲ့အတန်တွေပါစိတ်တိုင်းမကြတဲ့အတန်တွေကြရင်စိတ်ချမ်းသာလေးလားမချမ်းသာတော့ဘူးဒါလည်းစဉ်းစားစရာရှိတယ်နော်အဲ့ဒီမှာသူညာအစဉ်စဉ်ရင့်ကျက်ပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ဖြစ်တယ်ပထမတစ်ပါးကတရက်ပင်ကဟောတဲ့တရားကိုနားပြီးတော့ပြည့်စုံကဗုဒ္ဓဖြစ်တာနောက်တစ်ပါးကလက်ကောက်ကဟောတဲ့တရားကိုနားပြီးတော့ပြည့်စုံကဗုဒ္ဓဖြစ်တာပြီးတဲ့ရင်ဟောလောကောတ္ထာနာမရှိတော့တဲ့လောကကြီးကတတ္တဝါတွေရဲ့ဆရာတဲ့ ဟုတ်လားကိုကမြင်တတ်ဖို့လိုတယ်ကြားတတ်ဖို့လိုတယ်အမြဲတမ်းတရားတွေကိုတော့ပြနေတာပေးနေတာပဲလောကကြီးကဟုတ်ရလားဟင်းစဉ်းစားတရားလေးတွေနော်အဲ့တော့နောက်တစ်ပါးကဘာပြန်ပြောလဲဆိုတော့တခါကြီးတဲ့ငါလည်းပဲငကိုတုံးကရှင်မြင်တပါးဖြစ်ခဲ့တယ်တဲ့ဒီနေ့ဒေတာပြတွင်ကိုဖွင့်ပြီးတော့ငါတိုင်းပြည်ကိုငါအပေါ်ကြီးကနေကြည့်ကြက်တက်တက်ပြီးတော့ အဲ့ဒီမှာဈေးတွေကစူး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 ချမ်းလို့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့သူကြည့်တော့လူတွေကစွန်တကောင်နောက်ကိုလိုက်တာဟုတ်လားလိုက်တော့ငါအဲ့ဒါနဲ့အပေါ်ပေါ်ကြည့်တော့ဟာစွန်ကတကောင်မှမကပါလားစွန်လေအများကြီးပဲအဲ့ဒါသူကအမြင့်ကဆိုတော့မြင်ရတာပေါ့အဲ့ဒီမှာတေချာကြည့်တော့စွန်တကောင်ရဲ့နောက်ကိုကျန်တဲ့စွန်လေအကုန်လုံးကလိုက်နေတာအဲ့ဒီအလိုက်ခံရတဲ့စွန်ရဲ့နှုတ်တီးပြားမှာအပားတက်ပါတယ် အဲ့ဒီအသားတွေခြီးသွားလို့အောက်ကလူတွေကလိုက်ကြတာအဲ့ဒီမှာလူတွေကနောက်တော့ဝေးသွားပြီဆိုစိတ်လျှော့ပြီးတော့နေရတော့ဒါပေမဲ့စွန်တွေကတော့လုံးဝစိတ်မလျှော့ဘူးအသားတွေရသွားတဲ့စွန်နောက်ကိုလိုက်နေတာလိုက်ပြီးတော့ဘာလို့ဆိုအတင်းထိုးကြအတော်မှန်နဲ့ရိုက်ကြအဲ့ဒီမှာသားတစ်ပါတဲ့စွန်ကနာလုံးကျင်လုံးတော့သူ့ရဲ့နှုတ်သေးကလည်းအသားတွေကြီးနေဆိုတော့ပြန်ပြီးတော့သူထိုးဖို့စိတ်ဖို့တိုက်ခိုက်ဖို့လည်းမဖြစ်နိုင်တော့အဲ့ဒီအသားတွေကိုသူလွှတ်ချလိုက် လွတ်ကြလိုက်တော့အဲ့ဒီအသားတွေကမြေကြီးကြီးမကြောက်နောက်ကလိုက်လာတဲ့စွန်လေးတွေကတကောင်ကောင်ကမြင်မြန်ဆန်းဆန်းပြန်နိုင်တဲ့ကောင်ကရရတယ်အဲ့ဒီကောင်ရသွားပြီနော်ရသွားတော့အဲ့ဒီရတဲ့ကောင်နောက်ကိုနောက်နောက်ထပ်အကောင်တွေကအကုန်မိုင်းလိုက်တယ်စောစောကအကောင်ကိုစိတ်ဝင်စားတော့ဘူးတိတိပြောရရင်စွန်ကိုစိတ်ဝင်စားတာမဟုတ်ဘူးအသားတွေကိုစိတ်ဝင်စားတာစွန်တွေကဟုတ်လားအဲ့ဒါနဲ့အဲ့ဒီစွန်ကိုလိုက်ထိုးအဲ့ဒီစွန်ကနာလုံးကျင်လုံးတော့အဲ့ဒီအသားတွေကိုလှုပ်ချနောက်တကောင်ရ ရတဲ့အကောင်တော့ကိုနောက်အကောင်တွေအကုန်လုံးကလိုက်ထူအဲ့ဒီမှာဘယင်ကြီးရဲ့စိတ်ထဲမှာညံတစ်ချက်ပေါ်တယ်။ဩစွန်တိုင်းစွန်တိုင်းတော့စွန်ဒီချမ်းသာရာရတယ်။ရှားတိုင်းရတိုင်းတော့စွန်ဒီဆင်းရဲဒုက္ခကိုရတယ်လို့သူဒါလေးမြင်တယ်။ပိတ္တတို့ညံရှိတယ်နော်။ရှားတိုင်းရတိုင်းတော့စွန်ဒီဆင်းရဲတယ်။စွန်တိုင်းစွန်တိုင်းတော့စွန်ဒီတတ္တာယာကိုရတယ်တဲ့။ဒါနိယာမှာပဲဗျ။နော်ဒကာကြီးတို့မိုင်းများ ဒါအိမတန်မှန်ကန်တဲ့နေရာမှာပဲနော်အဲ့တော့လူဘဝကြီးလည်းပဲလူသားမန်တွေကတော့ရရင်ချမ်းသာလာလို့ထင်ကြတာပေါ့နော်ဒါဥစဉ်တို့လည်းပဲဒီအဆင့်ပဲရှိပါသေးတယ်ဟုတ်လားရရင်ပါလေချမ်းသာတယ်ရရင်ကောင်းတယ်လို့ထင်တကယ်တမ်းကရရင်မကောင်းဘူးစွန့်မှကောင်းတာတစတစစွန့်ဝင်မှလည်းဘဝနောက်နောက်စက်တိုင်းကောင်း၏သူတော်ကောင်းတရားမှန်တဲ့မြတ်ကိုကြည်လိုက်အကုန်လုံးစွန့်နာကြည့်ပဲဟုတ်ရဲ့လား ဟဲ့တကယ်ယူမိုက်မြတ်နောက်ဆုံးကိလေသာကိုစွန့်လေ